နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့အတွက် Vodafone ကိုဂိုးပြတ်သွင်းနိုင်မှာမျှော်လင့်ချက်ရှိမယ် Atletico Madrid ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျ TDA Football Show YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညီကိုတွေကိုဒါ Club FIFA Club Rocket ဒါ Round 3ပွဲစဉ်တွေကမှဒါတကယ်အရေးကြီးပြီးတော့အမှတ်လိုအပ်ချက်ရှိနေတဲ့ဒါ Atletico Madrid အသင်းနဲ့ Botafogo အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်တုံးသက်ပြီးသွားမှာဖြစ်ပါတယ်ဗျ Botafogo ဆိုအသင်းကတော့ဘူးလောလောဆယ်ဒါသူတို့ FIFA Club Rocket ဒါ Round 2ပြီးသွားတဲ့အချိန်မှာတော့ ဒါနှစ်ပွဲကစားနှစ်ပွဲနိုင်နေနှစ်ပွဲနိုင်ရမှတ်6မှတ်နေဇယားထိတ်ဆုံးမှာရက်တည်နိုင်ခဲ့သလိုဒါသူ့ရဲ့ဒုတိယနေရာမှာတော့ PSG တင်းကဒါတပွဲနှစ်ပွဲကစားတပွဲနိုင်တပွဲရှုံးရလဲနေရမှတ်3မှတ်နေအောက်စုဒုတိယနေရာမှာရက်တည်နေသလိုမျိုးအက်တလက်တီကိုမက်ဒရစ်အတင်းကတော့ဒါနှစ်ပွဲကစားတပွဲတပွဲနိုင်တပွဲရှုံးရလဲနေသူကလည်းရမှတ်3မှတ်နေအောက်စုတတိယနေရာမှာရက်တည်နေတာဖြစ်ပါတယ်ဗျာ အဲဒီအုပ်စုရဲ့ဒါအားအနေဆုံးအသင်းဖြစ်တဲ့ဒါဒီညာ PSG အသင်းနဲ့တွေ့မယ်စီရဲဆောင်းတာအသင်းကတော့စီရဲဆောင်းတာစိတ်စိတ်စီရဲဆောင်းတာအသင်းကတော့ဒါအုပ်စုရဲ့ဒါနောက်ဆုံးမှာပေါ့နော်ဒါအရှင်လေးနေရာမှာဒါနောက်ဆုံးတက်ဖို့ဘလုံးမမြုံလင်းချက်မရှိတော့တဲ့အသင်းတသင်းဖြစ်ပါလေဗျ။ကဲအဲ့တော့ကျွန်တော်တို့ဒီ Atletico Madrid အသင်းနဲ့ Botafogo ရဲ့ Botafogo ရဲ့ပွဲစဉ်ကိုကျွန်တော်တို့အချက်လက်လေးနဲ့တစ်ချက်ကျွန်တော်တို့ပြန်လေးသုံးသပ်ကြည့်ရအောင်ဗျ။ဒါ Atletico Madrid အသင်းကဒါဒီ ဖီဘာကလပ်ဝေါကတ်ဒါ round 1မှာတော့က PSG အတင်းကို 4C ဆိုတဲ့ရလနဲ့ရှုံးနေရှုံးနေခဲ့တယ်ရှုံးနေခဲ့ပြီမလဲဒါသူတို့ now round 2မှာကျတော့ CS Sound အတင်းကို13ဆိုတဲ့ရလနဲ့အနိုင်ရရှိပြီးတော့ဒါရမှတ်၃မှတ်စုဆောင်းထားနိုင်အောင်ကျွန်တော်တွေ့ရပါတယ်ဗျဒါ Vodafone ကိုအတင်း Vodafone ကိုအတင်းရတော့ဒါ round 1မှာ round 1မှာ CS Sound အတင်းကိုဒါ21ဆိုတဲ့ရလနဲ့ကတ်နိုင်ခဲ့တယ်ဆိုပေမဲ့ဒါ round 2မှာတော့အားအတင်းစီကကျွန်တော်တို့ PSG အတင်းကိုသူ01ဆိုတဲ့ရလနဲ့ အနိုင်ယူပြီးတော့ဒါရမှတ်ချုံမှတ်ထိစုဆောင်းပြီးတော့နောက်ဆုံးတက်ဖို့အခွင့်အရေးတာနေတဲ့အသင်းဖြစ်ပါတယ်ဗျ။ဒါကြောင့်လည်းဒီနေ့မှာအက်တလက်တီကိုမက်ဒရစ်အသင်းကဒါအောက်စုဂိုးခွာကြခြင်းနဲ့အောက်စုတတိယနေရာမှာယက်တီနေနေတာဖြစ်တဲ့အတွက်သူအနေနဲ့ဒီ Botafogo အသင်းကိုအနိုင်ရမယ်ဆိုရင်အနိုင်ရယုံမယ်ဆိုရင်တော့ဒါနောက်တစ်ဆင့်ကိုတက်ဖို့မျှော်လင့်ချက်ကလုံးဝမရှိနိုင်တော့တဲ့အနေအထားမျိုးဖြစ်ပါလေဗျာ။ဘာလို့လဲဆိုတော့ဂိုးခွာချချက်ကသူက Atletico အသင်းက ဒါငားကိုပေးထားရပြီးတော့ငားကိုပေးထားရပြီးတော့ဒါသူတို့ရဲ့တိုက်ချက်က၃ခုပဲပြန်လေရရှိထားတယ်ဗျာအဲကြောင့်သူတို့ရဲ့ဂိုးကွာကြကြက -2 PSG က +3 အဲကြောင့်သူ့အနေနဲ့ဒါ PSG ကိုမီဖို့ဆိုရင်နောက်ထပ်ဘယ်လိုပြောမလဲသူ၄ခု၅ခုလောက်ဗျာ Vodafone ကိုကိုသွင်းနိုင်မှသူနောက်ဆုံးတက်ဖို့အခွင့်အရေးကိုမျှော်လင့်လို့ရမှာဖြစ်ပါတယ်ဗျာ PSG ရတဲ့ဒါဂုညာကသူနိုင်ဒါရှိတဲ့စောင်းတာဒါအုပ်စု နောက်ဆုံးအသေးနဲ့ဆိုတော့အောက်ဆုံးအသေးနဲ့ဆိုတော့သူကဒါ PSG ကနိုင်ကိုနိုင်မှာအသေးချာပဲဗျာဒါကြောင့်သူကဒီ Vodafone ကိုတုံးဝဘယ်လိုပြောမလဲတရေတောင်ကြားလို့မရတဲ့အနေထားဗျာဒါနိုင်ရမယ်ဆိုရင်တော့ဂိုးပြအနိုင်ရမှာမျှော်လင့်ချက်ရှိမှာဖြစ်ပါလေဗျာဒါအဲ့တော့ကျွန်တော်တို့ Atletico အသင်းရဲ့ဒါခုနဂိုးပြအနိုင်ရမှာနောက်တစ်ဆင့်တက်မယ်ဆိုတဲ့အတွက်ကြောင့်ဒါ Atletico ရဲ့ပြီးခဲ့တဲ့ဒါကန်ခဲ့တဲ့နှစ်ပွဲမှာလေ Atletico Madrid အသင်းရဲ့တိုက်စစ်ကဒါနှစ်ပွဲကိုဒါ သုံးခုတွင်းသုံးခုပဲသုံးခုပဲတွင်းယူထားနိုင်တာကြောင့်ဒါဒီပွဲမှာ Vodafone ကိုအတင်းကိုသူ့အနေနဲ့ဒါဂိုးအများကြီးတွင်းဖို့ဆိုတာကလွယ်ကူမဲ့အနေထားတော့မဟုတ်ဘူးဗျာ Vodafone ကိုအတင်းကလည်းဒါသူ့ရဲ့နောက်တန်းကဒါ PSG လို့အတင်းကိုတော့မှပဲဒါ PSG လို့အတင်းရဲ့တိုက်ရှိကိုတော့မှပဲဒါအကောင်းဆုံးကာပြီးတော့ကစားတာနိုင်တာဖြစ်တဲ့အတွက်ဒီပွဲမှာ အက်တလတီကိုမက်ဒရစ်အသင်းရဲ့တိုက်ရှင်နဲ့ဒါဗိုတာဖိုကိုအသင်းရဲ့ဒါကွင်းလင်နဲ့ခန်းစစ်ဒါဂိုးသမားတို့ရဲ့အပြိုင်မှုကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီပွဲကိုကျွန်တော်တို့မနက်ခင်းစတင်ပေါက်ကြီးလေးတွေနဲ့ကျွန်တော်တို့တစ်ချက်လောက်ကြည့်ရအောင်ဗျဒါအက်တလတီကိုမက်ဒရစ်အသင်းနဲ့ဗိုတာဖိုကိုရဲ့ဒါမနက်ခင်းစတင်ကြီးမှာတော့အက်တလတီကိုမက်ဒရစ်အသင်းကတလုံးသွင်းရင်90အနိုင်မျိုးပေးထားတယ်လို့ဂိုးပေါင်းကြီးကလည်း3လုံးသွင်းရင်ပြား90အနိုင်ဆိုတဲ့ကြီးမျိုးကိုပေးထားတယ်ကျွန်တော်တို့တွေ့ရပါတယ်ဗျဒါကိုလုံးလုံးစင်ညနေခင်း ဒါညနေခင်းပြောင်းလဲသွားတဲ့ကြေပေါက်ကြီးတွေအရတော့ဒါအက်တလက်တီကိုမက်ရီအတင်းကဒါဘော်ဒီကိုတလုံးသွင်း40အနိုင်10ပြားလောက်ပဲကျွန်တော်ကြာသွားပြီးတော့ဒါဂိုးပေါင်းကြီးကတော့ဒါတလုံးသွင်းရင်ဒါ60အနိုင်ပဲဖြစ်နေပေးထားတော့မှာပြပြဒါဒီဘွဲကိုကျွန်တော်တို့အနေနဲ့ဒါအနည်းငယ်ချက်ငက်ကြည့်ရမှာဆိုရင်ဂိုးပေါင်းကြီး3ပေါင်း3ပေါင်း90ဆိုတာဒါဒီနှစ်သိန်းရဲ့အခြေအနေကိုပြီးတာဗျာ။ဘာလို့လဲဆိုတော့ Athletic Vodafone ကိုအတင်းကဒါ Athletic Madrid အတင်းကိုသူတည တရေကန်နိုင်ုံနဲ့ဒါနောက်တစ်ဆင့်တက်နိုင်မှာဖြစ်တဲ့အတွက်ဒါတေချာဘောက်ကို Vodafone ကိုအသင်းကဒါနောက်တန်းကိုတေချာလေး PPC နဲ့ပိတ်ပြီးတော့ကစားလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်မြင်တယ်ပြီးတော့ Atletico Madrid အသင်းရဲ့တိုက်စစ်ကဒါလောက်ထင်းသလောက်ကြီးဒါလောက်ထိကောင်းမှာကောင်းတာမဟုတ်တဲ့အတွက်ကြောင့်လဲဒါဒီပွဲကိုကိုးပေါင်းကတော့နှစ်သင်းပေါင်း၃လုံးသွင်းရင်60ဆိုတဲ့ကြေးမျိုးပဲပြီးထတာကဒါကြည့်မယ်ဆိုရင်ဗျာဒါတိုင်းတိုင်းကဒါအက်သလက်တီကိုပဲ ဖြစ်ဖြစ် Vodafone ကိုပဲဖြစ်ဖြစ်ဒါ9 1 2 zero ဒါ11အဲအဲ့လောက်ထိသွားမယ်အနေထားမျိုးလောက်ပဲမှန်းထားတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီ Atletico Madrid အသင်းနဲ့ Vodafone တို့ရဲ့ပွဲစဉ်ကိုတော့ကျွန်တော်ကျွန်တော်ရဲ့ဒါစိတ်ကြိုက်ရွေးချယ်မှုကတော့ဒါ goal out ဖြစ်ပါတယ်ဗျ Atletico Atletico Madrid အသင်းနဲ့ဒါ Vodafone အသင်းတို့ရဲ့ဒါဒီပွဲကိုကျွန်တော်ရဲ့ဒါလက်ရှိပေါက်ကြည့်ရကျွန်တော်ရဲ့ဒါစိတ်ကြိုက်ရွေးချယ်မှုကတော့ ဂိုးအောက်ပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ရေကိုရီအနေနဲ့ဒါအကြိုက်တူမှလိုက်ပြီးကစားပါဗျအကြိုက်မတူလို့ရှိရင်လွတ်လပ်စွာဘက်ကန်စော်သားနိုင်ပါတယ်ရေကိုရီနဲ့ကျွန်တော်ရဲ့ရွေးချယ်သုံးသပ်ပေးမှုတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube Channel လေးကိုလိုက် Subscribe လေးနဲ့ကူညီပေးခဲ့လို့ရပါတယ်ဗျအာရေကိုရီအနေနဲ့ဘောလုံးပွဲတွေကိုဒါဓာတ်ရိုက်ကြီးဓာတ်ရိုက်စော်ကစားခြင်းတော့ငွေကြေးအမှတ်ခံမှုအပြည့်ရှိပြီးတော့ဒါ24နိုင်ငွေသွင်းငွေထုတ်ရတဲ့ UFA ဘတ်မှရေကိုရီအနေနဲ့ဒါရောက်စော်ကစားဖို့ဖိတ်ခေါ်ပါတယ်ဗျ ဒါညီကိုနေနဲ့ UFA ဘက်မှာငွေသွင်းအကောက်ဖွင့်ညုံနေဒါကျွန်တော်ရဲ့ဒါ Telegram ပေါ့နော်ဒါ Telegram တပွဲကောင်းဝုံးပွဲပြီးကျွန်တော်မောင်းတွဲလေးတွေကိုအမြဲတမ်းလို့လို့ရွေးချယ်ပြီးတင်ပေးနေတယ်ကျွန်တော်ရဲ့ Telegram VIP channel ကိုညီကိုနေနဲ့ free join ခွင့်ရမှာဖြစ်တယ်လို့ဒါညီကိုနေနဲ့ကျွန်တော်ရဲ့ဘာဒီပေးတဲ့တစ်တွေပေါ့နော်တစ်တွေရတာမှန်ကန်မှုရှိလားဒါစောင့်ကြည့်ရင်းနေဆိုရင်တော့ကျွန်တော်ရဲ့ဒါ ကျွန်တော်ရဲ့ Telegram free channel လေးကိုလည်းညီကိုရင်းနေနဲ့ဒါ join ထားဖို့အကြံပြုချင်ပါတယ်ဗျဒါ free join ရမှာဖြစ်တဲ့အတွက်လဲဒါညီကိုရင်းနေနဲ့ဒါဖုန်းထဲမှာ join ထားရုံပဲဖြစ်ပြီးတော့ဒါမှန်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 လားမလားကိုညီကိုရင်းနေနဲ့သုံးသပ်ပြီးတော့ဒါစော်ကားသားလို့ရပါတယ်ဗျဟုတ်ကဲ့ဒီ video ကိုအဆုံးထိကြည့်ပေးခဲ့တဲ့ညီကိုရင်းအားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်တို့နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ။